ဝင်လဲတော်ရွှေဘတ်ဆိုးတန်းထိုးလို့ကြုံမယ်ခင်ခင်ထူအပိုင်းတမသွဲနဲ့မဝဲရွှေနှန်းဆိုးကုနီမြင့်မှာဖုံးရောင်ပွင့်ချင်းရန်တိုင်းငယ်ကျွေးဘဲဝဲမှခံပါဘူးလင်းရောင်ကိုင်းလင်းယုံတော်ညာစိန်တိုင်းနဲ့ပွင့်ပိုင်းနဲ့မင်းမင်းလေမတိုက်ရွှမ်းမလုံးငိန်သက်တိတ်ဆိတ်နေသော ကြီးမထဂျမန်တို့မြင့်လွာယုံကိုလှောက်ခါလိုက်သလိုရွာထိတ်ကလော့စပီကာတန်ကဟိန်ထွန်လာသည်အထူးစံတော်မဟုတ်ပါဒီရွာကလေးမှာဒီတလေးရှိသည်မနက်ခင်းစောစောမှာဒီလိုပဲဖွင့်နေကြပကန်းမင်းကျော်စွာနတ်ပင်တန်ကအိမ်မောကျရွာကလေးကို ပုံနိုးလိုက်သည်မို့ခင်နှောင်းတယောက်အိယာထဲမှ ငောက်ခနဲထထိုင်လိုက်မိ၏သူမအိယာအနောက်ခံဘေးကင်လာတကားလေးကို အသာမကြည့်လိုက်တော့အပြင်မှ မြူရင်းပိန်းနေအောင်ဆိုင်းကမောင်မင်းမင်းညင်ရင်များပင် ရှိသေးသည်။ရွာပေါ်မှာခက်ပြေပြေကလေးဖိတ်ကြနေသည့်လာရောင်က မြူနှင့်ရောကဖိတ်တချို့စင်တဝက်။အိမ်နောက်ဖက်တန်တလွန်မင်းကြီးပေါ်မှာရွှေစွန်ကြီးဤအတောင်တဖြန်းဖြန်းရိုက်တန်နေအတူနနက်ချိန်ခါတီးတန်တာအောက်အီအီဥတီပင်ခါတိုင်းလိုအားမရှိ။ ကြက်တန်ကိုဗဟုပြုရသည့်တောကြီးလန်းဆိုတော့လင်းလူပြီဆိုတာကိုခင်နှောင်းသိလိုက်သည်တဆက်သေးဆိုသလိုပင် ရွာတောင်များရှိဆရာတို့အကြောင်းစီကအုံမောင်းခောက်တန်းတတုံတုံသည်ပင်ထွက်ပေါ်လာခဲ့ပြီတနှစ်တခါအမျော်ကြီးမျော်ကြရသည်ကိုကြီးကျော်နှက်ပွဲ အားခဲလို့တွားကြစို့စိတ်တွေစုံးနေမိတော့ညကကောင်းကောင်းအိမ်မပြောနှက်ပွဲသွားပြီးမနိုးသေးဘူးထင် ရွာတဲ့ဘက်စီက လူတန်လဲတန်တွေခတ်အုပ်အုပ်ထွက်ကြလာပြီ။နှက်ပွဲသွားတွေရွှေထိတ်တကားဘက်ရောက်နေပြီထင်ပါရဲ့။ခင်းနှောင်းစိတ်ထဲမယိုးမယွာဖြစ်လာသည်။အမောင်လေးဟာ ဝရိယကို မရှိဘူး။အကူဖြစ်သူကိုစိတ်ထဲကကြိတ်အပြစ်တင်လိုက်ရင်မိရင်ကလေးကိုခင်းနှောင်းစန်းထုံလိုက်သည်။အလင်းဝါဝါကအမောင်ကိုတွန်းဖိန်လိုက်လေ၏။ဟဲ့ခင်းနှောင်းစိုးရီခေါင်ကြီးရှိရှိသေးတဲ့ဟာကို ဘင်းအချင်းကနှိုးနေမှန်းမသိတော့အမေကလှမ်းငေါက်လိုက်တော့ခင်နှောင်းနှက်ခမ်းကလေးစူလိုက်မိသေးသည် အမေကသာစောနေဟိုမှာသူများတွေအတန်မကြားဘူးလားရွာထိပ်မှာကျူတန်းစူတန်းတွေညံလို့အဖေ့ဖို့ရင်နှွေးကြုံမလို့ပါ အမေရဲ့ဟင်းအိုလေးနှွေးရင်ပြောပြောဆိုဆိုဖြင့်ခင်နှောင်းမိဖို့ချောင်းကလေးပတ်စီကို ကူတော့အမောင်လေးကလာတာတာတလင်းွက်ထဲမှာလှဲပြင်နေတာကိုတွေ့လိုက်ရသည် နွားချူတွေမှာတောင်တပြေကက်တွေထိုးလို့ဒီလိုတော့လေအမောင်လေးကအာကိုရတာသူ့နွားနှစ်ကောင်ကိုစောစောစီစီကြီးအစာတွေကျွေးပီးနေပြီလဲပေါ်မှာလဲမြေပဲယူတွေခင်းပီးနေပြီဒီမြေပဲယူတွေကနှက်ပွဲကွင်းမှာနွားတွေကိုကျွေးဖို့ရိတ်ခါဖြစ်တယ်လို့နှက်ပွဲအသွာလဲပေါ်ထိုင်တော့လဲစီရပြူရတာတတ်သားသည်အမောင်လေးထမင်းကြော်လိုက်ရမလားအကိုကိုလှမ်း၍မျက်နာလှုပ်ရခြင်းဖြစ်သည် ဒီနှစ်ကိုကြီးကျော်ပွဲကို အမေမလိုက်နိုင်ရှာပါပြီးခဲ့သည့်ဝါဆိုဝါခေါင်ရေးကြီးကတုန်းကအင်္ဂပြင်တွင်ခြုံလဲပြီးဒူးစစ်လဲသွားသဖြင့်ခြေကောင်းကောင်းမထောင်နိုင်သောကြောင့်ဖြစ်သည်နေစဉ်လိုလိုဗာကြီးဖူးတန်းချီလိမ့်စီမပြတ်လူပေးနေ၍သာအမေအိပ်ရာတွင်ပုံလဲမနေခြင်းဖြစ်၏နှစ်ပွဲခွင်အထီလိုက်ဖို့မစွမ်းသာသောကြောင့်သာ အမေလက်လျှော့လိုက်ပုံရသည်ဒီနှစ်နှစ်ပွဲလိုက်ဖို့ကိစ္စမှာတော့ အမောင်လေးကိုသာခင်နှောင်းအားကိုရတော်၏ခင်နှောင်းတို့လို အပြုတ်ကလေးများအဖို့မောင်ပွားမိပါ အုတ်ထင်းသူမပါပဲဘယ်လန်းဘယ်ခရီးဘယ်ပွဲလန်းသပင်ကိုမှချီတလန်းလှမ်းဖို့မလွယ်မောင်နှမနှစ်ယောက်သေးသာရှိသောခင်နှောင်းအဖို့အကိုပို့မှဒါမှမဟုတ်ထွေးကြီးထွေးလေးတွေပါ ပါမှရောက်ရမည်ပွဲလေးဖြစ်သည် အကိုအထက်မှခင်နှောင်းအမတယောက်ရှိသေးသည်မမကအကြီးဆုံးမို့ အကိုဖြစ်သူကို အမောင်လေးဟုခင်နှောင်းခေါ်ခြင်းဖြစ်၏အကြီးဆုံးအကိုဆိုနေခင်နှောင်းတို့ကမောင်ကြီးဟုခေါ်ကြရပါသည် မမကကုနီနန်းနှင့်မဝေးသောချင်းတွင်းမြစ်ပြီးချင်းရရွာသားနှင့်အိမ်တောင်ကြကတရွာတကြီးရှောင်းနောက်စတုံးပါသွားတော့အိမ်မှာခင်နှောင်းနှင့်အမောင်လေးနှစ်ယောက်သာရှိသည်ကလေးငယ်ရဲ့လို့မရှိတော့အိမ်မှာခင်းနှောင်းတည်ပင်ကလေးလိုဖြစ်နေတော့လေ အုံလုံးကြီးတင်းစာအသက်16နှစ်ထဲခင်နှောင်းရောက်ခဲ့ပြီခင်နှောင်းကိုမွေးတာဒီလိုတပေါင်းလာကြီးတဲမှာလို့အမေကပြောသည်သူ့အသက်16နှစ်တောင်ရှိပြီလားအဲ့ဒီနှစ်ကနှစ်ပွဲလိုက်ရတာငါမေဘိုင်ကြီးတပြဲပြဲနေပေါ့အေးညီအဖေကပွဲတော်ကွင်းကြီးထဲမွေးရင်အခန်းဆိုပြီးရှင်အေးသာနေခဲ့နေလှုပ်သေးတာဘေးရမတော့တနှစ်မှတစ်ခါမောင်ကြီးကျော်ပွဲမလိုက်ရရင်နေမထီထိုင်မသာဖြစ်လွန်းလို့ ကောက်ခနေထလိုက်တာတော်သေးတာပေါ်တော့ညီကနှစ်ပွဲပြန်တပေါင်းလာပြေကျော်6ရက်မှမွေးတာမောင်ကြီးကျော်ပွဲနဲ့ခုနှစ်ရက်လာချားရဲ့ခင်းနှောင်းတို့နယ်ကိုကျွန်းဆက်နှရွာဟု တင်စားခေါ်ဝေါ်ကြသည် မြင်းချံအထက် အရှိမြင့်နှင့် အနောက်မြစ်ချာအေယာဝတီမြင့်နှင့်ချင်းတွင်းမြစ်ချာလေသေးပုံကျွန်းကြီးတကျွန်းလိုပုံပုံဆုံဆုံကလေးဖြစ်နေသောကြောင့်ကျွန်းရွာလိုခေါ်ကြကြောင်းအဖေတို့ကပြောသည် ဝါဆိုဝါကောင်ရေကြီးချိန်တွင် မြစ်မာကြီးနှစ်မြစ်မာရေတွေကမ်းပြေကမ်းရှမ်းပေါင်းလန်နေအောင်တက်လာတတ်သည်ချောင်းကျူချောင်းကြားရှို့မြောင်ကျူရှို့မြောင်ကြားကဘာကျူကဘာကြားဒီတိုက်တိုးခွေစည်းဝင်လာသောရေတွေကကျွန်းကြီးတစ်ခွင်လုံးဖုံးလွှမ်းသွားတတ်ပါသည်ဒီလိုရေကြီးခါမှာမြေပြင်ကိုလုံးဝမမြင်ရတော့သဖြင့်တလောကလုံးရေပြင်ကြီးများဖြစ်ကုန်ရော့သလားလို့တောင်ငယ်စိတ်ဖြင့်ခင်နှောင်းထင်မိသည် မြေရင်တွေရှောဆင်းသွားပြန်တော့နှုံးတင်မြေနှုကျွန်းကြီးအဖြစ်တင်ကျန်ရစ်တက်သဖြင့်ဒီကျွန်းပေါ်မှာစိုက်သမျှတီးနှံတွေဖြစ်ထွန်းရတာလို့အဖေကသူစာတီကိုဂုံတယူယူပြောတတ်သည်ဒုဒတွေဟောသည့်မြေနှုကျွန်းပေါ်နေရတာကိုက လူဖြစ်ရာကျိုးနှက်တာမြေရောစာအထူးချเสียမလိုဘူးမျက်နှာမြက်ကသူ့အလိုလိုပို့ပေးနေတာကုသူထူးချက်တော့အဖေကမြေနှုကျွန်းကြီးဤတန်ဖိုးကို အကြောင်းတိုက်ဆိုင်တိုင်းတဖွာဖွာပြောတတ်သလိုအမေကတော့ဒီမြေနုကျွန်းကြီးကကိုကြီးကျော်နေဆိုတော့အဖေကြီးစောင့်ရှောက်နေတာဟုပြောတတ်သည်ချင်းတွင်းမြကြီးကို မောင်ကြီးကျော်တူးခဲ့တာပေါ့တူးမြောင်ဖောက်ပြီးရေကိုစကြိုတဲ့နေရာကိုရေဆက်ကြိုတဲ့တော့အဲ့ဒီတူးမြောင်ကရေမစင်းတာကိုရမေရှာပြီးနောင်တော်မင်းကကွံ့မြန်လို့ကန့်ကုန်ရရှာတာဒါပေမဲ့မင်းကျော်စွာကနှက်ဖြစ်သွားပြီးကဏီဖျားနာနန်းနေနေတာ ကူနီနန်းမှာဆန်ရင်ဒီနယ်ကိုအပိုင်စားရတော့မောင်ကြီးကျော်ကသူ့နယ်သမီးနေသားတွေကိုစောင့်ရှောက်တဲ့သဘောပေါ်၏မြေစီမြေခဲများကောင်းအောင်နှင်းစင်မှသည်မြေသီးမြေဆန်အောင်အောင်မှသည်တဟာရီကြောင့်တစ်နှစ်တစ်ခါမောင်ကြီးကျော်ပွဲနှမ်းထိနန်းရောက်သွားကြဆက်တာကြရတာပေါ်၏အယိုးခိုင်အောင်ကိုးခွေကြတာတဟာပေါ်ကျွန်းဆက်နေရွာဟုအမည်တပ်ထားတော်လဲဒီကျုံးပေါ်မှာရွာပေါင်းဆက်နေရွာမကပါ ညီတော်ပန်းညူကြောက်ဘူးကျွဲကုံဖြုံဘူးမိလောင်ကျွန်းတာကောင်းနမော့ရွှေလန်းမြစ်ဆုပ်စင်ချီယာမိဘရရွာမေကုံရွာငတ်တရော်ရေရှာမိုးဖြူမိုးကွယ်ချင်းယာစသဖြင့်ရွာကလေးတွေများလိုက်တာများမှုချင်းတချင်းနှစ်တောင်တူ၏ဒီလိုရွာတွေကကိုကြီးကျော်ပွဲကို နှစ်စဉ်သွားရောက်ဦးတိုက်ကြမည်ဖြစ်သည် ခင်နောင်းဒီပင်ကိုကြီးကျော်ပွဲကိုနှစ်စဉ်ဝတ္တရားမပြတ်လိုက်ခဲ့သည်မှာခင်နောင်းအသက်နှင့်အများဖြစ်သည်ဒီတပေါင်းတွင် အသက်16နှစ်ပြည့်ပြီမို့ကိုကြီးကျော်ပွဲကိုလိုက်ရတာ16နှစ်ရှိခဲ့ပြီအမေဖိုက်ထဲကနှစ်ပါထဲ့တွက်လျင်အနှစ်20တင်းတင်းရှိခဲ့ပြီပေါ့ချီစမ်းနှစ်တွေတော့မနေတော့ပါလားဟဲ့ခင်နောင်းရေမပွက်သေးဘူးလားဟာအမောင်လေးကလှမ်းအော်လိုက်တော့ခင်နောင်းအတွေးစပြတ်သွားသည်ခင်နောင်းရှိ ဖိုးခွင်ပေါ်ကမြေရှင်နှွေးကရမဲမဲကြီးနှုတ်သေးဝါမှာရင်နှွေးငွေတွေတဖြည်းဖြည်းပန်းချွန်နေပါပကောဒီတော့မှ ကပြကရအင်းရှိစပွဲစီပြေးကကျင်းချုပ်ကြီးတဲကဆင့်ကရကိုရေစေလက်ဖက်ချောင်းတဆုပ်စာထည့်၍ရင်နှွေးခတ်ပေးလိုက်ရ၏ထမင်းကိုကမန်းကတန်းကြော်ရင်းရွာထိတ်စီကိုလည်းနားကလေးပင် စွင့်ထားမိသည်ရွှေကူနီနန်းတက်ရှောင်း ထပောက်တွေကဝေဝေဆာဆာသခင်ကျော်တို့နေရာမှာတေးချာစွာရှုစန်းကွယ်ရွှေခမ်းမြို့ကဖေဖေကျော်ပါကုနီနန်းကပပကျော်ပါကုနီနန်းကဘယင်ကျော်ပါဟာထင်ပေါ်စွာမမေပါမနှေးအေးဟေထင်ပေါ်စွာမမေပါမနှေးရွာထိတ်လဲလဲမမနှက်ပွဲလဲတွေတော်တော်ရောက်နေကြပြီလားမသိအတန်တွေက ပို့လို့ညံနေသည် ခင်နှောင်းကအမောင်လေးကိုထမင်းကြော်တပတ်ကံကမန်းကဒန်းထည့်ပေးပြီးမင်းညာကလေးကလုံထားသည့်ဟင်းအိုးတွေကို ပြန်နှွေးကတောင်းကြီးတလုံးနဲ့စုထည့်၍လဲပေါ်သွားတင်လိုက်သည် ထမင်းအိုးကလေးတလုံးကပြကတိတည်ရင် ထမင်းကြော်ကလေးစားဖို့ပြင်သည်တောက်ရီအိုးတင်ပြီးဗလားမိနှောင်းအဲ့တော့ဟုတ်သားပဲမတင်ရသေးဘူးဒါလေးလုံရတာကိုမိနေရသေးပြောမပြောလိုက်ချင်းဘူးဟွန်း ဖဆက်ထဲကကွန်းရပလုတ်ကြီးဖြင့်အမောင်လေးကခင်နှောင်းကိုငေါလာငန်လာလုံနေသေးတော်၏ခင်နှောင်းဆိုနေအမောင်လေးကတိတ်နိုင်စားခြင်းသည် အသက်ချင်းက9နှစ်လောက်กว่าသည် အမမခင်ဦးကခင်နှောင်း12နှစ်သမီးကလေးကအိမ်တောင်ကျသွားသဖြင့်လက်ပွန်းတက်တီတိတ်မနေလိုက်ရသလိုဖြစ်ခဲ့သည်အမောင်လေးနှင့်ခင်နှောင်းကတော့ငယ်ကလေးကမတည့်အတူနေကြသူတွေပဲဖြစ်သည် အမောင်လေးကခင်နှောင်းကိုနိုင်စားသလောက် ရွာမြောက်ပိုင်းကမတ်ဖူးငုံကြတော့အလွန်မျက်နှာချူသွေးတက်သည်မတ်ဖူးငုံကိုအမောင်လေးကတပိုင်းတီအောင်ကြိုက်တာခင်းနှောင်းတီသည်ကြိုက်တော့လေကြိုက်ချင်စရာမတ်ဖူးငုံကခင်းနှောင်းတို့ရွာကအပြိုင်မရှိကုန်းတော်ကိုင်းရွာကတော့မတ်ဖူးငုံအိမ်တော်ရက်သားပြုလင်ခင်းနှောင်းကိုရွေးချမည်ဆို၏ခင်းနှောင်းကတော့ဓာရီစိတ်မဝင်စားပါအလူအတန်းကလေးရှိမှကုန်းအောင်ကင်ရတာကိုခင်နှောင်းမမှန်ဆက်ဆက်မရှိလား ပြောရရင်တနှစ်တခါအခုလိုကိုကြီးကျော်နှက်ပွဲသွားရတာလောက်ပင်စိတ်မဝင်စားခင်းနောင်ရွာကဘသူ့လဲရီထွက်ကြမှာတဲ့တော့နင်းချလာခင်းနောင်တို့ရွာတွေကနှက်ပွဲကိုဘသူတွေလိုက်ကြမှာလဲဟုမမေးကြပါလဲရီကိုသာအမြင်တက်၍ပြုံးတက်ဆူတက်ကြပါသည် တအိမ်လဲတက်လဲနွားတက်ရှင်ရှိသူတိုင်းကိုကြီးကျော်နှက်ပွဲကိုမရောက်မဖြစ်လိုက်ကြမည်မဟုတ်လားသွားမှလာမေးเสียရမလို့ အခုမေးတာကဒီမနက်ဘယ်လှဲတွေသွားမှာလဲမေးခြင်းဖြစ်သည်ချုပ်ကြားတဲ့လောက်ဖြင့်မနက်ခင်းလိုက်မယ်လှဲတွေကကိုကြီးတာမောင်တို့လှဲရဲ့ကြီးငိမ့်ဆန်တို့လှဲရဲ့ဥပါတုတ်တို့လှဲရဲ့မောင်ကြီးအောင်တို့လှဲရဲ့ပြီးတော့အဲမခင်တိုင်းတို့လှဲရဲ့ဒါပဲကြားတယ်ငဖုံးငုံတို့လှဲတော့ညနေကြမှာထွက်မယ်ကြားတာပဲနေ့ကငါကဖုံးငုံတို့လှဲထွက်မှထွက်မင်းနေတာမှောက်ဖူးကတဲမှာ တရွာလုံးလိုလိုနဲ့အစည်းမကတ်သောအမောင်လေးကဘသူလဲပြီးထွက်မှလဲမိကလေးကမဖူးငုံလိုလှဲသတင်းကိုမေးမှန်ခင်နှောင်းတည်ပြီးသားဒါကြောင့်လဲသူသိချင်းသည်ထင်သောမဖူးငုံကိုထဲ့ပြောလိုက်မိခြင်းဖြစ်သည်ခင်နှောင်းတည်နေတာကိုပဲငပိတဲ့ကခွေးမမောင်ရှယ်ရန်ရန်ပြန်သည်ဤဒါရီကြောင့်ပဲအမောင်လေးနဲ့တရွာလုံးအပေါက်အလန်းမတည့်ကြတာဖြစ်ပါလိမ့်မည်ခင်နှောင်းတောက်ရီအိုးကလေးရှိဖြီးပြီးလဲပေါ်တင်နေတော့မှာပဲအမိနိုးပြီး ။ချစ်ခင်မင်းတို့လှဲထွက်ရင်ရှင်ကြော့မီတို့သားအမိတရွေကိုဝင်ခေါ်သွားဖို့မမိနဲ့အောင်။ခမားများမနေကလုံးကလေးကလာပြောထားရှာတာ။အရင်ကြော့ကအဖေနှမဝန်ကွဲဖြစ်၍တမီးပြူနှစ်ယောက်နဲ့ရှင်ကောင်းချိုးစီ ကုန်းယုံနေရရှာသောမုတ်ဆိုးမှဖြစ်သည်။လှင်းနွားမရှိရှာတော့လေ၊ကျုံရလှင်းနှင့်လိုက်ကြရမည်မဟုတ်လား။ဒီရက်အတွက်မျက်နာငယ်စရာ မရှိပါ။ ရွာကဒီလိုခေါ်ခွင့်ရတာကိုပဲဝမ်းသာတတ်ကြသည်။အမေကလည်းဗျာကိုလှဲနေကိုချောင်းချောင်းမတွားရဘူး။အကြီးကျော်ကစကားများကများနေ။ဟဲ့နင်ပခုံးပေါ်ထမ်းသွားရတာမဟုတ်ပါဘူးချစ်ခင်ရဲ့။ဒီနေ့ငါမလိုက်နိုင်တော့ခင်နှောင်းအတွက်လူကြီးသူမရဲ့လို့အဖော်အလွန်လေးရတာပေါ့။တခါရင်မှားလိုက်ပါရဲ့နော်။မောင်နှမနှစ်ယောက် စကားများလာတဲ့ကြားလို့ကတော့အသက်ပဲငါသမီးကအငယ်ပေသည့်တီးခံတဲ့ နေမှရလားကြားလာချစ်ခင်အမေဆိုတော့အမောင်လေးကမျက်နာကြီးတုံ့မုံနေတော့ဤအထူးသဖြင့်အမောင်လေးကအရေးကြော်ကိုမျက်နှာကြောတဲ့သူမဟုတ်ဒီချားတဲ့အရေးကြော်ဤသမီးနှစ်ယောက်ဖြစ်သောမမီဆန်းနဲ့မမီချန်းတို့နှစ်ယောက်ကပါလာအောင်ကြီးဆိုတော့အမောင်လေးကအလိုလိုအပြိုထင်းဖြစ်ရတော့မှာမဟုတ်လားတလဲနဲ့တလဲဟိုဘက်ဒီဘက်လှမ်းစကြနောက်ကြပြောင်းကြလင်းမျက်နာပူရတော်မီမဟုတ်လား အမေနဲ့အမောင်လေးကိုထားခဲ့ပြီးတနခါလူဖို့အနောက်ခံနဲ့ခင်နှောင်းဝင်ခဲ့သည်ဒီစင်မီးကွက်ကြီးကိုထုံပြီးမှန်ရှိချကာကို့မျက်နာကိုတေချာကြည့်နေမိလိုက်သည်။ကော့ညွညွမြက်ခုံးမွေးတုတ်တုတ်မဲမဲကြီးနှစ်သွဲကခင်နှောင်းမျက်နာပေါ်မှာအထင်ဆုံးမျက်လုံးဝိုင်းနာက အမေကိုတူပြီးနှာတန်ဖြောင်းစင်းတာက အဖေနှင့်တူသည်။ဝိုင်းဆက်ဆက်မျက်နာလုံးလုံးကလေးပေါ်ကနှက်ခမ်းထူထူကလေးကတော့ ဘသူနှင်းမှမတူသောခင်နှောင်းကိုပိုင်ဖြစ်မည်ထင်၏အမရောအကိုရောအသားညိုသလောက်ခင်နှောင်းကတသွေးတမွေးဖြင့်အသားကလေးဝါဝင်းစုဖတ်နေသည်တနခါကိုတောရဲသွားသည်လို့ပဲဘဲချလူလိုက်သည်တောရဲဆိုသည်မှာရာတဲ့ကိုင်းလေးကိုခေါ်ခြင်းဖြစ်သည်ပါပြင်နှစ်ဖက်ပေါ်တွင်တနခါတွင်အပြစ်လိုက်ပုံကသဘုတ်တံဖြင့်ချိန်ရင်းဘကွက်ကလေးကိုပုံဖော်ယူသည် တနခါဆုံးသွားသောကြောင်နီနဂတ်ကလေးကိုလက်တတွေးစွတ်ခါဖြန့်လိုက်တော့ရှင်းမဲ့သွားလေ၏မိတောက်ရောင်ထဲမှာကြောင်နီနဂတ်ကလေးကတက်ဖြတ်ဖြတ်ကဲနွားတက်တော့ထွက်ကြထွက်ကြတယောက်ဆောင်တယောက်ဆောင်နဲ့နေမြင့်သွားလိမ့်မယ်ကုနီနန်းရောက်၃နာရီလောက်မောင်းရတာနွားရီနေပူမိမှာစိုးရတယ်အဖေအတန်ကြတော့မှခင်းနှောင်းအဝတ်အစားကိုကတိကရီလေးကထွက်လာခဲ့သည် အဖေလောစောသဖြင့်နွားနှံကောင်းကောက်တက်လိုက်ရတော့လေအမောင်လေးကစိတ်တော်ပါပုံမရသူကညနေဆောင်မှမဖူးငုံတို့လှဲပြီနဲ့အတူထွက်ချင်ပုံရသည်အမေကလှဲပေါင်းမှုနဲ့ခေါင်းထိုးကြည့်ရင်လိုအပ်သည်များပမှတ်ပါတခုချင်းလှန်လှုံကြည့်နေသည်လဲဦးထိတ်တွင်တောက်ရည်အိုးနှင့်ထမင်းအိုးတောင်ဟင်းအိုးတောင်လှဲပေါင်းမှုနဲ့မှာတော့စောင်းတုံးနှင့် အဝတ်အစားအိတ်ပြီးတော့ ခင်းနှောင်းအတွက်တဏ္ဍခါဖာတောင်းကလေးဒီဖာတောင်းကလေးထဲမှာဘီးနှင်မှန်ပါသည်မဏိတုံးကလေးကလက်မောင်းအောင်နေအောင် သွေးထည့်ထားသည်တဏ္ဍခါနှင့်ဘူးကလေးပါသည်ပြီးတော့မြခုံးမွေးဆွဲတံကလေးနှင့်မကုံတကုံနှက်ခမ်းနေစိုးစေးတောင်ဘူးကလေးလည်းမမေ့မလျော့ထည့်ခဲ့ရသည်၏ချစ်ခင်ဘူးကိုင့်ပါပြီလားအေးဟုတ်သားပဲကိုင့်မယူရသေးဘူးအဖေကလှမ်းတရီပေးမှာ ခင်နှောင်းကြပြကြရပြေးယူရ၏အဲ့ဒါဟာရင်ကြောင့်အမိသမီးကိုကြုံငောက်ရတာသူ့ဘို့ကြမမေ့ပါဘူးအမောင်လေးကခင်နှောင်းဤတဏ္ဍခါဖာတောင်းကလေးကိုမင်းငေါ်ပြလိုက်သည်သဘောကတော့ခင်နှောင်းကအပြုလုဖို့ရာလောက်သာစိတ်ရောက်နေသည်ဟုငေါ်လိုက်ခြင်းဖြစ်သည်အဖေတို့အမေတို့ရှေ့မှာမို့ခင်နှောင်းဘာမှပြတ်မပြောပဲအသာငြိမ်နေလိုက်၏ပြီးတော့ဒီလန်းခရီးကသူ့ဘို့မှရောက်ရမှာမဟုတ်လား စိတ်မဆိုးတော့လဲကောက်လိုက်ချင်သေးသည်ခင်နောင်အမိမှသားရီမမိနေနော်နှံ့အောင်ဝေခဲ့တနှစ်မှတစ်ခါဝေရတာပွဲတော်ဝင်းမှပစ္စည်းကစုံတာကုနွားနဲ့ကုလဲအားနာစရာမလိုဘူးဈေးနာများစစ်ဆန်ဝင်နော်ဈေးတွေကစိုးတိုင်းမပီးနဲ့နန္ဒာစေးဟဲ့ဘာမှန်လို့တော့ဆက်နှစ်ပွဲဈေးတွေပြီးရေရှစ်ဆက်ကချင်းချီလဲပြီးသား သူတို့ကတရားဆိုရင်ကိုက90လောက်ဖမ်းစစ်ထပ်ဝက်ခေါချိုးစစ်မှဈေးကတန်ကာကြတာဒီဇိုင်းနဲ့ပေမဝင်နဲ့ဟိုဆိုင်ဒီဆိုင်လင်းမီဈေးဝင်ပစ္စည်းလဲကြည့်လူလဲအကဲခတ်မျက်နှာပေါင်မကြိုက်မဝင်နဲ့ပြီးတော့အမလီအေးတာယာမင်းပါလိုက်သွားပါရောလားဟကျိုးနေလို့ပေါ့ကိုဗမင်းရဲ့အေးတာတို့ကဒိုးတန်ကြားလို့ကတော့လက်လှုပ်ချင်းခြေလှုပ်ချင်းတွေကပါတော့ ဘိုင်ကြီးအင်းထိုးနေတာတောင်မောင်ကြီးကျော်စီအရောက်သွားခဲ့သေးတာတော်အတိပဲဟာ။အော်ခင်နောင်အမေနေမကောင်းလို့နန်းထီနန်းရောက်မလာနိုင်တဲ့အကြောင်းမောင်ကြီးကျော်ကိုခါခါနာနာတောင်းပန်လိုက်အောင်နော်။ပန်းကိုလက်ထီလက်ရောက်ဆန်းဟဲ့။ပြန်ပန်းလေးပအောင်ယူခဲ့ဒါမှမောင်ကြီးကျော်ကလည်းလက်ထီလက်ရောက်မှမှအိမ်ကနေလေ အမေလှမ်းတယ်မှာတာမှာပါ။အော်နေအောင်အပြန်ခင်ဦးလို့စီဝင်ရင်ပဲငက်ပြီးလေးပြေလောက်တောင်းခဲ့စမ်း ကြလာပင်ငပင်းချောင်းလုပ်ရအောင်လို့အင်းမအမေရဲ့မပီးနိုင်မစည်းနိုင် အထက်ထက်မှားချနေသည့်အမေကိုကြည့်ရင်ခင်နှောင်းစိတ်မကောင်းဖြစ်မိသေးသည်နှစ်ပေါင်းများစွာကိုကြီးကျော်နန်းကိုပွဲတွင်ပွဲခါရောက်တိုင်းမပြတ်မကွက်နန်းထီနန်းရောက်ဥတိုက်ခဲ့သောအမေ၏ယုံကြည်ဆွေးလန်းမှုကိုခင်နှောင်းရင်နှင့်နားလည်လိုက်မိ၏အမောင်လေးကတော့အမေကိုစိတ်ရှည်ပုံမရပါလှဲကြီးတောင့်ထားရင်က ညက်နာများတုံမုံလို။ကိုင်သွားမယ်ဗျာသွားမယ်ဗျာအဖေသွားပြီဗျ။ပြပြဆူဆူလှဲကို မောင်းထွက်လာခဲ့သည်ခင်းနှောင်းကလှဲနှောင်မိမဆွေကနေတင်ပါလွှဲခုံတည့်ရင်ပဆန်လွှဲအိတ်ကလေးကိုအမေမြင်အောင်ပြပြီးစုထုံးလိုက်သည်ခင်းနှောင်းတို့တောရသူများတလေတော့မြို့ကြီးသူမမများလိုတည့်ရင်အိတ်များမလွှဲတတ်ကြပါចောင်းလွှဲအိတ်တစ်လုံးကို စုထုံးပြီးရင်ခွင်တွင်အပ်၍ ကြစ်ကြစ်ပါအောင်ပွေထားတတ်ကြသည်ပတ်စံတစ်ခါပြောက်လင်းတသက်လုံးနှမျောမဆုံးတော့မင်းညာကလေးကအမေကခင်းနှောင်းကိုဈေးသုံးငွေတွေလွှဲအိတ်ကလေးတွေထည့်ရင်ကိုနှစ်မကွာထားဖို့တွတ်တွတ်မှာကြားခဲ့သည်မဟုတ်လားဟင်အမောင်လေးအကြီးကျော်တို့ကိုခေါ်ရအောင်ပါလေ အကြီးကျော်တို့အင်္ဂလန်ဘက်ကိုမချိုးဘဲရွာလေလမ်းမကြီးဘက်စီသို့ခလင်းကိုပန်းမောင်းလိုက်ခြင်းကြောင့်ခင်းနှောင်းကလမ်းသတိပေးလိုက်ခြင်းဖြစ်သည်။တိသည်"သူတို့အိမ်ထိသွားပင်နိုင်မောင်ဗျာ။လမ်းထိပ်ရောက်ရင်နင်းလှန့်ဟင်လိုက်။ခလင်းရှိလာလာစီးပလီစီ။အမောင်လေးနဲ့တော့ခတ်ပြီ။ ဒီနှစ်အမေပါမလာတော့သူကဘုလုံတော်မှာတည်ကြသည်ခင်းနှောင်းကလဲပေါ်မှာဆင်းကလမ်းလေးကွာဆုံးထိမ်မှနေ၍အကြီးကျော်တို့ကိုဟစ်ခေါ်ရတော့၏အတန်လူကြားလို့ရှက်စရာမရှိပါဒါကရွထုံစံအော်ခေါ်နေကြအကြီးကျော်ရေလဲရောက်ပြီထွက်ခဲ့တော့တော်ရေဟေးအေးအေးလာပြီဟေးဒီလိုအော်တန်ဟစ်တန်တွေကခင်းနှောင်းတို့တွင်မကပါ နတ်ပွဲကြုံလိုက်သူတိုင်းကိုတကြောကြောဟစ်ကြခေါ်ကြတရွာလုံးအိတ်လိုမရအောင်စူငံနေတော့သည်လှဲနွားမရှိလို့ကိုကြီးကျော်စီမလိုက်နိုင်သူမရှိစေရလှဲနွားရှိသူက မရှိသူကိုစောင့်ခေါ်တတ်ကြသည်တရွာလုံးကလည်းဆွေရိပ်မျိုးရိပ်မကင်းချသူတွေဆိုတော့ခြောင်ရလှဲပေါ်တက်စီလိုက်ကြုံသာရွာထိပ်ကလော့စပီကာတန်ကလည်းပို၍လွင့်တက်လာသည် မှုထမ်းတော်လွန်ကောင်းလျက်ကဲနဲ့ဒူးမြောင်းနေရှင်မလားရုံးမေဖွဲ့ကနောင်မဟာညှိုးရှာလို့ပြစ်ထားကြော်စွာမောင်းအသေးစမ်းနေခန့်ရွှေမြို့သားအရေးကျော်တို့သားမိတုံယောက်ထမိန်တွေစွန်တောင်ဆွေး၍တကောက်တောင်းကိုစီရွက်ခါထွက်လာကြသည်ခင်နှောင်းကအရေးကျော်ခေါင်းပေါ်ကတောင်းကိုပြေးယူကလှဲပေါ်ဆင်တင်ပေသည်အရေးကျော်တို့သားမိတုံယောက်နှင့် တောင်းတုံတောင်းတင်လိုက်တော့လှဲကမလှဲသာအောင်ကြက်ကြက်တက်တက်ထိုင်ကြရတော့ဤအလိုပြာအရေးတို့ဟာကနှက်ပွဲလိုက်တာနဲ့မတူဘူးတရွတရွအိမ်တောင်ပြောင်းတာကြနေတာပဲရင်အိမ်ညက်နေဆိုတော့ထိတ်ရတာပေါ့ငါတူရဲ့မင်းနဲ့ဘာမှမပါပါဘူးကွယ်ထမင်းအိုတောင်ဟင်းအိုတောင်နဲ့ဆောင်ကလေးပါလေးပါဒီတောင်းကနှက်ပွဲတုံးဖို့ရအောင်အိမ်ကငရုတ်တတောင်ထဲ့လာခဲ့တာ ခင်နှောင်းတို့ရွာတွေကနတ်ပွဲတို့လိုက်ရင်ကိုဆိုင်ခင်ထွက်ကလေးတွေရောင်းကြချကြတာမျိုးရှိသည်တပိုင်းတနိုင်ကိုကြီးကျော်နတ်ပွဲသုံးဖို့အတွက်ပွဲကင်းထဲမှာငွေဖြစ်ပွဲကင်းထဲမှာပဲသုံးကြသည်ခင်နှောင်းတို့ကျွန်းနယ်ရွာကလေးများမှာတင်းနံကိုမြင်းချံမျိုးပတ်လဲပို့သည်ရေစံချိုးပတ်လဲတက်ရောက်ကြသည်မြင်းချံတို့သွားခြင်းလင်းရွာမှလှဲနှင့်တင်းနံတင်ကာအေယဝတီမြစ်ကမ်းပြီး မြေတော်တင်ပေါ်စိတ်ကိုတကံတကတည်ကြရသည်မြေတော်စိတ်မှတင်ပေါ်ဆောင်စည်းခြင်းစီဆက်လီငါတင်ခြင်းနှင့်တင် မြင်းချံပွဲရုံများကိုတွားကြရသည်ရေစကြိုဘက်သို့တွားရောက်လိုလင်းလဲလှဲဖြင့်ပင်ချင်းတွင်မြစ်စိတ်ကံစင်ချီယာရွာမော်တော်စိတ်ရောက်အောင်မောင်းရသည် စင်ချီယာရွာမှတဆင့်မော်တော်ကလေးများဖြင့်ရေစကြိုမြို့သို့ကူးရသည် ဖဲမျိုးကိုပဲသွားသွားလူပန်းနွားပန်းတာလေးအတူတူစိတ်ထောင်းနာခြင်းလေးအတူတူပင်တင်းနံပွဲစားများလက်ဝဲအလျှောက်ကိုကစိတ်ဆက်ကအကုန်ခံရသည်မြင်းကြံသွားလင်အေယာဝတီမြစ်ကိုဖြတ်ကူးရမည်ရေစကြိုသွားလင်ချင်းတွင်းမြစ်ကိုဖြတ်ကူးရမည်ခင်နှောင်းလိုကျွံ့ရကလေးတွေမှာခရီးလမ်းပန်းဆက်သွဲရေးကလှဲနှင့်နွားပင်ဖြစ်၏ရွာကိုလာ၍တိမ်သောအထိုင်တင်းနံပွဲစားများတော့ရှိပါသည် ဈေးကထပ်ဝက်ခေါချိုးအနှင်ခံရတတ်သည်ဒီတော့ကိုကစရိတ်ကုံလူပန်းခန္ဓာနှင့် အထိုင်ပွဲစားဤစူစီးပီစီးကြိုက်ရာရွေးရွေရောင်းကြရသည် အမောင်လေးကတော့ရွာလက်ဆွဲတိနှံပွဲစားများဤခေါင်းပုံဖြတ်ကိုမခန်းဟုဆိုကရေးဆက်ချိုမြို့အထိတကံတကတဲ့ကပိုးကပွင့်ယုံများတို့အရောက်သွားသွင်းတယ်လေဤရွာထိတ်မှာလှဲရီအတော်ရောက်နေပြီ ကိုကြီးတာမောင်လဲကထိတ်ဆုံးက လော့စပီကာဟွန်ကြီးကိုလဲပေါ်မေးတင်၍အသက်ကုန်ဖွင့်ထားလေ၏ခင်းနှောင်းတို့လဲရောက်သွားတော့လဲကကိုးစီအောင်ရှိနေပြီလဲတန်းနောက်မှလဲကိုဝင်ထိုးကနေရာယူလိုက်သည်အတန်ချဲ့ဆက်ကကိုကြီးတာမောင်အိမ်ပိုင်ငါစားတာမဟုတ်ဝါသနာကြောင့်ဝေထားခြင်းဖြစ်သည်ဟယ်လိုဖြုံဘူးကျေးရွာအတွင်မှဖေးကြီးကြော်ပွဲလိုက်ကြမယ်လဲများခမညာ ကျွန်တော်တို့ရွာထိတ်မှာလှဲရီအတော်စုံနေပါပြီလို့နော်တခြားရွာကလှဲရီလမ်းပေါ်တောင် ရောက်နေကြပြီခမညကျွန်တော်တို့ရွာကလှဲထွက်နောက်ကြရင်ဝရိယာမရှိလေခြင်းသူများနောက်ကောက်ကြလေခြင်းစကားတင်းအဆူခံရရင် ရွာနံမဲပြက်လာသေးဗျာအချိန်မဆိုင်မဲအိမ်တိုင်းကလှဲရီ ထွက်ခေကြပါတော့ဗျို့ရွှေလန်းငွေလန်းခင်းလို့ပြီးမယ်ကြော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 တို့ဖီကြီးကြော ဖေဖေကျော်ကိုချစ်လိုက်ပါတဲ့မောင်မာရီရဲ့ဖေကြီးကျော်ကိုကြိုက်လိုက်ပါတဲ့မောင်မာရီရဲ့ငွေဆူငွေမရှာရွှေဆူရွှေမရှာစိန်ဆူပဒံများအများလူရာတွေရကြပါစေရပါစေဖေဖေကျော်ကပို့တဲ့မေတ္တာရေကိုကြီးတာမောင်အတန်ဆုံးသည်နှင့်ပကန်းမင်းချော့နတ်ဒိုးတန်တွေကကန့်လျက်ချက်လျက်ထွက်ကြလာသည် ခင်းနှောင်းတို့တွေမပြောနဲ့နွားတွေပင်နဲ့ခြေတက်ပြင်းပြင်းလက်တမော့မော့နဲ့ခြုံတန်တွေစူဝေနေတော့၏ကြာတယ်ကွာစောင့်မနေနဲ့တော့ဥလှဲ့ကြမောင်းစံအမောင်လေးကလှဲဥထိတ်မှရက်ခါဟစ်လိုက်သည်ခင်းနှောင်းတို့နောက်မှလှဲတွေလင်းငါစီထက်ရောက်လာသည်ခဏနေတော့ရှေ့ဆုံးမှကိုကြီးတာမောင်လှဲကစထွက်တော်သည်လှဲ15စီတန်းစီမှာ ကက်ဆက်နတ်ထိုးတန်တွေလူတန်တွေလှဲတန်ချူတန်တွေလဲပင်စာလိန်လိုက်သည်နှင့်ခင်းနှောင်းမှာအပျော်ရီလူးလွန်လာခဲ့သည်နှစ်စဉ်နှစ်တိုင်းလိုက်နေကြ၊သွားနေကြပွဲဆိုတော့လဲတစ်နှစ်တစ်ခါဒီအပျော်သည်ခံစားမှုတွေကခင်းနှောင်းအတွက် အမြဲလိုလိုရှင်ဖို့ရသည်အခုလဲအပျော်ချောင်းမျက်ရည်များပင် စုနေခြင်းပြီး စိန်တလိန်လိန်မြေမာလိန်လဲကြီးရွှေပိန်းချာချာလေးလဲတန်လာခြူတန်လာခြူတန်လာလဲတန်လာဟေလဲတန်ခြူတန်ခြူတန်လဲတန်ဟေလဲတန်ရဲ့ခြူတန်ရဲ့လဲတန်ပါပြုလဲတန်တွေကညံမစဲဖေဖေကျော်ပျော်ပါတဲ့ပွဲအတန်ချဲ့ဆက်ကတချင်းနဲ့လဲတန်တွေရှော့ထွေသွားသည် ရွာဦးရေကျော်ချောင်းဆောက်တတားကိုလွန်ခဲ့ပြီးအဝေးစီမှ ထတ်တော်ညွညူကြီးမှမြူရီနှင့်ဖုံးကာမိုင်းမုံလိုနေသည်တပေါင်းလာဦးနှင်းစာကလေးတွေတစ်ခင်းတွေထဲရွှဲနေနေသည် လေးကလေးဝှေးလိုက်တော့ခင်နှောင်းချမ်းစင်စင်ကလေးပင်ဖြစ်သွားမိသေး၏။တွားပါဟာကောင်းကြီးရတွေ့ဘူးလားသူများတွေတွားနေတာရော်ဗျာ အမောင်လေးကသွားနေသည့်နှွားတွေကို အပြစ်ရှာရင်တိုးလိုသာငေါက်နေသည် မဖူးငုံမပါလို့များလားဒီလိုတွေးမိတော့ခင်နှောင်းရီကျင်သည်